သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ April 17ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်ပြီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပခုတ်ကူမြို့ခောက်ကွင်းမှာညာဘက်ပြန်လာတဲ့ကပ္ပဆာ24မှာဗိုလ်မှူးတော်စင်ဦးနဲ့စစ်တပ်တောက်တိုင်အင်ဖြူတော် KTV ပိုင်ရှင်ဖြစ်သူမြင့်ဦးတို့ပြစ်ခတ်ခံရပြီးတေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မကွေးတိုင်းပခုတ်ကုမြို့ကောက်ကွင်းမှာပြန်လာတဲ့ကပ္ပဆာ24မှာဘိုမူတော်စင်ဦးနဲ့စစ်တပ်ဒေါက်တိုင်အင်ဖြူတော် KTP ပိုင်ရှင်မြင့်ဦးတို့ပြစ်ခတ်ခံရပြီးတေဆုံသွားကြောင်းဒေတာနေပြည်သူများနဲ့ Earthquake People's Defense Force မှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ယမန်နေ့ဧပြီလ10ရက်နေ့ည9:00နာရီခန့်ကပခုတ်ကုမြို့ကောက်ကွင်းမှာကားနဲ့ပြန်လာတဲ့ကပ္ပဆာ24မှာဘိုမူတော်စင်ဦးနဲ့စစ်တပ်ဒေါက်တိုင်အင်ဖြူတော် KTP ပိုင်ရှင်မြင့်ဦးတို့ကိုပခုတ်ကုမြို့စစ်မှုဆောင်ဘူတာနဲ့အင်ဖြူတော် KTP ကြားအယောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အနိကပစ်ခတ်တိုက်ခိုက်ခဲ့ရမှာနှစ်ဦးစလုံးနေရာတွင်ပင်သေဆုံးသွားကြောင်းသိရှိရပါတယ်။ညကကြားတာကအင်ဖြူတော် KTV ကိုဝင်ပစ်တယ်လို့ကြားတာပစ်ခတ်တန်တွေကလက်နက်ကြီးထုတန်တွေရောလက်နက်ငယ်ပစ်တန်တွေရောစုညံနေတာပဲအင်ဖြူတော် KTV နဲ့အခုဖြစ်တဲ့နေရာကဆိုရင်းရွာလေးပဲခြားတာလို့ပခုတ်ကူမျိုးနေပြည်သူတို့ကပြောကြပါတယ်။အဆိုပါတိုက်ခိုက်မှုကို Earthquake People's Defense Force, Turin TR, Six Sense Guerrilla Force, Justice Revolution Force, Hand Up PKU Black Cheetah ပခုတ်ကူခရိုင်တရင်နှင့် The Red Revolver တပ်ဖွဲ့မြန်ပကပတရင်သုံးတခွဲလေးနဲ့ရွှေညာမီတခွဲပခုတ်ကူတို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပြည်သူများအနေနဲ့စစ်ရေးအရှိန်မြင့်လာတာကြောင့်စစ်ကောင်စီတပ်စခန်းစစ်ကောင်စီတပ်သားများနဲ့ခက်ဝေးဝေးသွားလာနေထိုင်ကြရန်ပြည်သူ့ကာကွယ်ရေးအဖွဲ့များကမြစ်တာရက်ခံထားပါတယ်။ပြီးခဲ့တဲ့၄ရက်ခန့်ကလည်းပခုတ်ကူမြို့ပေါ်မှာရှိတဲ့စစ်တပ်တောက်တိုင်မိုင်တဲရုံကိုလက်နက်ကြီးနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း ပြစ်ခတ်ခံရပြီးနောက်တနေ့တွင်လက်နက်ပျောက်သွားတယ်လို့ဆိုပြီးပကုတ်ကူတစ်မျိုးလုံးကိုပိတ်ဆို့ရှာဖွေမှုလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စာလင်ကြီးမြို့မှာရဲစခန်းမှာနေရင်းတူတက်ချက်တဦးမိသားစုနဲ့အတူလက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစာလင်ကြီးမြို့မှာရဲစခန်းမှာနေဒိန်တူတကျက်ရဲလင်းဟာမိသားစုပါခေါ်ဆောင်ပြီးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ခဲ့ကြောင်းရင်းမာပင်ခရိုင်အမှတ်16တပ်ရင်းမှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ဧပြီလ9ရက်နေ့ညနေပိုင်း ဆာလင်ကြီးမြို့မှာရဲစခန်းမှာနေတဲ့တူတကြက်ရဲဟာအကြံဖတ်စစ်ကောင်စီလက်အောက်မှာဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့တဲ့အတွက်မိသားစုကိုပါခေါ်ပြီး G3 အမျိုးအစားတနက်တလက် G9000 နဲ့အတူရင်းမာပင်ခရိုင်အမှတ်16တပ်ရင်းကိုအလင်းဝင်ခဲ့ကြောင်းသိရှိရပါတယ်။သူတို့ကစခန်းမှာမနေကျင်တော့လို့ဆက်သွယ်လာတဲ့အတွက်တွားရောက်ခေါ်ဆောင်ခဲ့တာပါဆက်သွယ်လာတာကကြာပါပြီမိသားစုရောပါရာဖြစ်တဲ့အတွက်အခုမှထွက်လာပြစ်တာပါသူတို့မိသားစုကိုလုံခြုံတဲ့နေရာတစ်ခုမှာလိုအပ်တာအကုန်စီစဉ်ပေးထားပါတယ်။ အလင်းဝင်တဲ့သူတွေအနေနဲ့တော်လန်ရေးထဲမှာဆက်လုခြင်းနဲ့ဆိုရင်လည်းဆက်လုခွင့်ပေးတယ်သူတို့ဘေးကင်းရမှာနေကျင်နေဆိုရင်လေသူတို့အစဉ်ပြေတဲ့နေရာကိုစီစဉ်ပေးထားပါတယ်လို့ရင်းမာပင်ခရိုင်အမတ်16တက်ရင်းမှာတာဝန်ရှိသူတို့ကပြောကြပါတယ်။အဲ့ဒီလိုလက်နက်ခဲယမ်းများယူဆောင်ပြီးမိသားစုနဲ့တူအလင်းဝင်လာတဲ့နေဒိန်ဒုတကြက်ရဲလင်းကိုရင်းမာပင်ခရိုင်အမတ်16တက်ရင်းကဂုံပြုစုငွေ7380ချီးမြှင့်ပေးခဲ့ပြီးလုံခြုံတဲ့နေရာမှာလိုအပ်သည့်များကိုစီစဉ်ပေးထားကြောင်းရင်းမာပင်ခရိုင်အမတ်16တက်ရင်းထံအလင်းဝင်ခဲ့သူစုစုပေါင်း10ဦးရှိပြီဖြစ်ကြောင်းသိရှိရပါတယ်။ အလင်းဝင်ရောက်လို့တဲ့စစ်ကောင်စီတပ်သားရဲများကိုနှွေးထွေးစွာကျူစိုလျက်ရှိပြီးတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ကူညီဆောင်ရှောက်ပေးတော့မှာဖြစ်ကြောင်းအသိပေးထားပါဗျ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူ့ကာကွယ်ရေးတပ်ကဖမ်းဆီးထားတဲ့တပ်မခွန်ခေါ်တပ်မမှုဗိုလ်မှူးချုပ်အောင်တပ်ဦး2021ခုနှစ်မှာအမတ်တစ်စစ်ပြူဟာမှုဖြစ်ရန်ကုန်မှပြည်သူများကိုဖိကတ်တပ်ဖြတ်မှုမှာအတိတ်ကဥဆောင်ပါဝင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအင်းတော်မြို့သိမ်းတိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးတပ်များကဖမ်းဆီးထားတဲ့ တက်မခွန်ခွန်တက်မမှုဘူမှုချုပ်အောင်တက်ဦးဟာ2021ခုနှစ်စစ်အာဏာသိမ်းချိန်မှာရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အမတ်တစ်စစ်ပြူဟာအဖွဲ့မှစစ်ပြူဟာမှုအဖြစ်တောင်ဝန်ထမ်းဆောင်ခဲ့ပြီးရန်ကုန်မှာစစ်အာဏာရှင်ဆန္ဒပြပြည်သူများကိုပြစ်ခတ်တပ်ဖြတ်ရမှာအထူးကဦးဆောင်ပါဝင်ခဲ့ကြောင်း၎င်းရဲ့အကြောင်းကိုတေချာစွာသိရှိထားတဲ့သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ဗိုလ်မှူးချုပ်အောင်တက်ဦးဟာစစ်တပ်ကတော့အပတ်စဉ်၄၀နှစ်ကြောင်းဆင်းဖြစ်ပြီးတက်မခွန်ခွန်တက်မမှုအဖြစ်2024ခုနှစ်နှစ်စံပိုင်းတွင်မှစတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းရဲ့နောက်ကျောင်းရာဇဝင်များကိုပြန်လည်လေ့လာကြည့်လျင်2021ခုနှစ်စစ်အာဏာသိမ်းချိန်မှစပြီးရန်ကုန်မှဆန္ဒပြပြည်သူများကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ရာမှာအောင်တဦးကရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အမတ်တစ်စစ်ဗျူဟာမှုဗိုလ်မှူးကြီးအဖြစ်နဲ့အမိန်ပေးခိုင်းစေခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက်ရန်ကုန်တိုင်းစစ်ဌာနချုပ်အမတ်တစ်စစ်ဗျူဟာမှုအဖြစ်မှကံယူတန်တိုင်းစစ်ဌာနချုပ်ကော်တောင်တက်နယ်ရဲ့စစ်ဗျူဟာမှုအဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့ကြောင်းရင်းနောက်တက်မကွန်ကွန်တက်မမှုဖြစ်လာကြောင်းသိရှိရပါတယ်။ ဘုံမှုကျောင်းအောင်တက်ဦးမှာဇနီးဒေါ်သက်စုနှထုံးတာကြီးဖြစ်သူပြည့်ရှံဦးတားငယ်အံဘုံဦးလို့ရှိကြောင်းသိရှိရပါတယ်၂021ခုနှစ်တုန်းကအောင်တက်ဦးကခွန်ခွန်တက်မှမမဟုတ်သေးဘူး၂021ခုနှစ်စစ်အာဏာသိမ်းတဲ့အထိကခွန်ခွန်တက်မှမကဘုံမှုကျောင်းမြတ်တက်ဦးသူ့ရဲ့နောက်မှာဘုံမှုကျောင်းမင်းကိုကိုသူ့ရဲ့နောက်မှာစိုးမြတ်ထွတ်သူ့ရဲ့နောက်မှာကြောကြောဟန်သူရဲ့နောက်မှာ2024မှာမှအောင်တက်ဦးကခွန်ခွန်တက်မှမှုဖြစ်လာတယ်။အခုလက်ရှိခွန်ခွန်တက်မှမှုအောင်တက်ဦးက2021ခုနှစ်လောက်တုန်းကရန်ကုန်တိုင်းအမှတ်1စစ်ဒေသမှု အဲဒီကနေနောက်တော့ကော့တောင်စပခမူအဲဒီကမှခွန်ခွန်တက်မှမူလို့ရန်ကုန်ခစ်တရဲ့တရင်ရင်မြစ်ကပြောဆိုပါတယ်အင်တော်မျိုးသိမ့်တိုက်ပွဲမှာတမခွန်ခွန်တမမှုဘုံမှုချုပ်အောင်တက်ဦးကိုလက်ရအရှင်ဖန်စီရရှိခဲ့ပေမဲ့လက်ရှိအချိန်ထိ NUG ကတရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မကွေးတိုင်းစစ်အရာရှိကြီးတဦးရဲ့တားဖြစ်သူကိုစစ်မှုထမ်းခိုင်းရင်ပေါ်တာဆွဲဖန်စီခဲ့တဲ့အတွက်နဲ့ရေကန်ရွာနဲ့ရွာတက်ကလေးရွာအုတ်ချုပ်ရေးမှုနှစ်ဦးထွက်ပြေးနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းမကွေးမြို့နယ်မှာစစ်အရာရှိကြီးတဦးရဲ့စေကျော်တက်အရွယ်တားဖြစ်သူကိုစစ်မှုထမ်းခန့်ရင်ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့အတွက်နဲ့ရီကန်ကြေးရွာနဲ့ရွာတက်ကလေးကြေးရွာအုတ်ချုပ်ရင်းမှုနှစ်ဦးထွက်ပြေးနေရာကြောင့်အဆိုပါကြေးရွာမှာနေထိုင်တဲ့ပြည်သူများကပြောဆိုပါရတယ်။မတ်လနောက်ပိုင်းမှာစစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်မကွေးမြို့နယ်နက်ကန်ကြေးရွာအုတ်စုရဲ့အုတ်ချုပ်ရင်းမှုဝင်းစော်နဲ့ရွာတက်ကလေးကြေးရွာအုတ်ချုပ်ရင်းမှုဟန်မောင်တို့ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်ခဲ့ကြောင်းရင်းနောက်ပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်တွေကိုအမှတ်301ချင်းမြန်တက်ရင်ကိုပို့ဆောင်ကြောင်း ၎င်းတို့ပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်များထဲမှာလူငယ်တအုပ်ကစစ်ကောင်စီအရာရှိကြီးတအုပ်ရဲ့တားဖြစ်သူပါဝင်လာကြောင်းထို့ကြောင့်ရေးယူခံရမှာကိုစိုးရင်ကြောက်လန့်ပြီးအုတ်ချုပ်ရင်မှုနှုတ်စလုံး၎င်းတို့ရဲ့နေအိမ်များကိုစွန့်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။နက်ကန်ကြီးရွာအုတ်ချုပ်ရင်မှုဝင်းစော်နဲ့ရွာတစ်ကလေးကြီးရွာအုတ်ချုပ်ရင်မှုဟန်မောင်တို့ကစစ်မှုထမ်းအတွက်ပေါ်တာဆွဲတာလူသစ်ရှာတာတွေလုပ်နေတာကြာပြီ။အဲ့ဒီမှာသူတို့နှစ်ဦးပေါ်တာဆွဲလိုက်တဲ့ကလေးတယောက်ကဆက်ကဆအကြီးပိုင်းတယောက်ရဲ့တားဖြစ်နေတာကိုမသိပဲဆွဲလိုက်တာ။ ဖမ်းထားတဲ့လူငယ်တွေကိုအမှတ်301ချင်းမြန်တရင်ကိုပို့တယ်တတိယရောက်မှသူတို့ဖမ်းလာတာကစက္ကစအကြီးပိုင်းတယောက်ရဲ့သားဖြစ်နေတာသိတယ်အဲ့ဒီတော့အဲ့ဒီအုပ်ကြီးနဲ့ဦးစလုံးနဲ့အစဖြောက်ပြီးထွက်ပြေးနေတယ်လို့ရင်းဖြစ်စဉ်ကိုတိကျစွာသိရှိထားတဲ့ဒေသခံပြည်သူတို့ကပြောဆိုပါတယ်အလားတူမကွေးမြို့နယ်လွန်မြက်ကန်ကျေးရွာအုပ်စုလွန်မြက်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်ပြူစောတီခေါင်းဆောင်လည်းဖြစ်သူဝင်းမြိုင်ကလည်းပြူစောတီများနဲ့လက်နက်တပ်ဖွဲ့စည်းပြီးလူငယ်တွေကိုစစ်မှုထမ်းခိုင်းရင်ပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ် ဝင်းမြိုင်ကလည်းလူအင်အားအနည်းဆုံး30ကျော်နဲ့လက်နက်အင်အားအနည်းဆုံးတနက်10လက်လောက်နဲ့သူ့ရွာထိတ်မှာဂိတ်တစ်ခုဖွင့်တယ်။အုတ်ကြီးဝင်းမြိုင်ကိုတိုင်စစ်ပျောက်ကြားဝစ်စုံဝစ်ပြီးစက်ကြီးကောက်တယ်။ပေါ်တာဆွဲတာတွေလုတ်တယ်လို့ဒေသသတင်းအရေးမြစ်ကပြောဆိုပါရယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တာစီမြို့အနီးကိုဗဟုပြုပြီးပြင်းအား9.5အဆင့်ရှိတဲ့ငလင်လုတ်ခတ်မိတီလာဝမ်းတွင်းနဲ့မြစ်သားအပါဝင်နေရအများစုမှပြည်သူများထိတ်လန့်တောင်ကုန်နဲ့ဝမ်းတွင်းမှာယနေ့နေ့နောက်ပိုင်းငလင်ငယ်များလုတ်ခတ်နေပြီးနောက်ဆက်တွင်ငလင်လုတ်လာနိုင်၍သတိပြုကြရန်သတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းတာစီမြို့အနီးကိုဗဟုပြပြီးပြင်းအား9.5အဆင့်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့ပြီးနောက်ငလင်တန်းကိုမိထီလာဝမ်တွင်းနဲ့မြစ်သားအပါဝင်မြို့နေရအများစုမှပြည်သူများခံစားသိရှိရကအထိတ်တလန့်ဖြစ်သွားကြကြောင်းသိရှိရပါတယ်ယနေ့ဧပြီလ17ရက်နေ့မြန်မာစံတော်ချိန်နနက်09:59မိနစ်အချိန်မှစပြီးမန္တလေးတိုင်းတာစီမြို့အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟုပြုရေရှတာစကေး9.5အဆင့်နဲ့အင်အားအသင့်တင်ရှိတဲ့မြင်းကလင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း စကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလင်ဘေးဆောင်ရန်ရှောင်ရန်တတိပြုရန်များနဲ့အညီနေထိုင်ကြပါရန်မြို့သားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ BNL ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတရင်ထုတ်ပြန်ပေးထားပါတယ်။ ီနေ့မနက်7:00နာရီလောက်မှာလှုပ်တဲ့ငလင်းကအတော်ပြင်းနေနှစ်ချက်သိငနေသိငနေဖြစ်သွားတာအကုန်လမ်းမပေါ်ပြေးထွက်ကြတယ်အိမ်ထဲမနေရဲကြဘူးလို့မိထီလာမှပြည်သူတို့ကပြောဆိုပါတယ်အလားတူယနေ့နေ့နဲ့7:28နာရီမိနစ်အချိန်ခန့်မှာလဲတာစီမြို့အနီးမှာငလင်းငယ်တစ်ခုထပ်မံလှုပ်ခတ်သွားပြီးအလွန်တိတာစွာခံစားရပြန်ကြောင့်သိရှိရပါတယ်ဒါပြင်ဝမ်တွင်မြို့နယ်နဲ့မြစ်သားမြို့နယ်အတွင်းမှာလဲငလင်းလှုပ်ခတ်မှုကိုတိတိတတ်တတ်ခံစားသိရှိရကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ် ယနေ့ဧပြီလ17ရက်နေ့နံနက်ပိုင်းနောက်ဆက်တွဲငလင်ငယ်များလှုပ်ခတ်နေရာယနေ့နံနက်9:02မိနစ်အချိန်တောင်ကုန်မြို့အနောက်မြောက်ဘက်73မိုင်ခန့်အကွာကိုဗဟိုပြူပြီးပြင်းအား4.3အဆင့်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့ကြောင်းအလားတူယနေ့နံနက်8:43မိနစ်အချိန်ဝန်တွင်မြို့နယ်ရဲ့အရှိမြောက်ဘက်9မိုင်ခန့်ကိုဗဟိုပြူပြီးပြင်းအား3အဆင့်ရှိတဲ့မြင်းငလင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်မတ်လ28ရက်နေ့ပြင်းအား9.8အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ပြီးနောက်နောက်ဆက်တွဲငလင်အကျင့်ကြီး118ကျင့်လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ် အဲ့ဒီနောက်ဘလူကြံရပါဆိုတဲ့စောင်းပွားရှင်ဆရာလဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။တရုတ်ပြည်မှာအရေးပေါ်လူသားချင်းစာနာကူညီမှုအဖြစ်ပြစမတုတ်ဆက်ရောက်လာပြီးဖြစ်တယ်လို့တရုတ်သတင်းဌာနများမှဖော်ပြလာပါတယ်။ရုရှားမှာတန်60ရှိတဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း Illusion လေရင်ကြီးနှစ်စင်းနဲ့ဆက်ရောက်လာပြန်ပါတယ်။ကေဇေးရေးလုပ်ငန်းများကအဆုံးသတ်သွားပြီးဖြစ်တဲ့အတွက်အသက်ရှင်ကြံရစ်သူတွေကိုကူညီထောက်ပံ့ပေးရန်သာလိုအပ်ပါတော့တယ်။အရေးပေါ်အခြေအနေမျိုးကြုံလာရင်ကေဇေးရေးအတွက်ကြိုတင်လေ့ကျင့်ပြင်ဆင်ထားမှုမရှိက အဲ့ဒီလိုအခြေအနေမျိုးဖြစ်လာရင်စီစဉ်ထားခြင်းသာဖြစ်ပေလိမ့်မယ်ဆိုတဲ့စကားကလည်းရှိနေပါတယ်။အဲ့ဒီလိုကြိုတင်ပြင်ဆင်ထားမှုမြေမြအတိုင်းအတာတိရှိသည်ကိုတစ်မှ၁၀စကေးနဲ့ဆုံးဖြတ်ပြီဆိုပါကစစ်ကောင်စီကအနိုင်ဆုံးတစ်ကိုပဲမြည်သူကမှပေးကြမှာမဟုတ်ဒီကလုံးဝတေးကြနေပါတယ်။ဤဒီကလည်းလူတိုင်းမျောလင့်ထားပြီးသားဖြစ်တဲ့အတွက်အထူးတလဲပြောနေကလည်းလေးကုံယုံသာရှိပါလိမ့်မယ်။လူတန်းလူသူများကလည်းသူတို့ရဲ့ချွေးနှဲစာများစစ်ဘိုလ်ချုပ်များလက်ထက်ရောက်သွားမည်ကိုစိုးရိမ်နေကြပါတယ်။ သို့သောပြည်တနာကအဓိကအကူအညီလိုအပ်နေတဲ့နေရာတွေကိုမြည်တို့ရောက်အောင်ပို့ဆောင်ကြမည်နည်းဆိုသည်ပင်ဖြစ်ပါတယ်။မြေပြင်မှာရှိတဲ့ဒေသဆိုင်ရာအဖွဲ့အစည်းများကပြည်ပမှာရှိတဲ့ NGO အဖွဲ့အစည်းများနဲ့ချိတ်ဆက်ပြီးအစွမ်းကုန်ကူညီပေးနေကြပါတယ်။2000နဲ့2006အတွင်းဗြိတိရှ်တန်အမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ Mrs. Vicky Booming ကလည်းလူရုဟာစစ်ကောင်စီလက်အောက်မှာစီးပွားရေးအရအနလန်မထူနိုင်အောင်ဖြစ်နေတဲ့ကြားမှာတခါမှမကြုံဘူးခဲ့တဲ့မြင်းကလင်ကြီးနဲ့ထပ်မံကြုံတွေ့လာရတဲ့အဖြစ်ကလည်းလွန်စွာစိတ်မကောင်းစရာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ မစ္စစ်ဘိုးမင်းဟာမြန်မာနိုင်ငံအတွင်းလူမှုရေးလုပ်ငန်းများကိုအာဏာမသိမ်းမီတဲကထဲထဲဝင်ဝင်ပါဝင်ခဲ့သူဖြစ်တဲ့အတွက်ထိထိရောက်ရောက်ဖြစ်အောင်လှူဒန်းလိုပါကဆက်သွယ်ရမယ့်အဖွဲ့အစည်းတွေကိုယခုလိုလက်ညှိုးပေးခဲ့ပြန်ပါတယ် A Action 8 2 Community Partners International 3 Prospect Burma 4 Parami 5 Medical Action မြန်မာတို့ဖြစ်ပါတယ်အဲ့ဒီမတိုင်ခင်ကလည်းအာဏာသိမ်းမှုကိုဗစ်တို့တန်ကိုအလူလက်ခံထားရပြီးဖြစ်ပါတယ်လက်ရှိငလင်တန်ရောက်တရားဝင်ထုတ်ပြန်ထားတဲ့စီးရင်အရာ 3500ခန့်တိတ်ဆုံးခဲ့ပြီး၎င်းတို့လက်ချက်ကြောင့်၄နှစ်အတွင်းတိတ်ဆုံးခဲ့သူ6500ကိုမမိသေးပဲဖြစ်နေပါတယ်။မြန်မာနိုင်ငံမှာလူထောင်ပေါင်းများစွာအသက်ဆုံးရှုံးသွားရုံမကယဉ်ကျေးမှုအမွေနှစ်များလည်းဆုံးရှုံးသွားခဲ့ပြီးဖြစ်ပါတယ်။စစ်တပ်က၎င်းတို့လည်းဘာမှမေမေရရမကူညီတဲ့အပြင်အင်တာနက်အပါအဝင်ဆက်သွယ်ရေးများဖြတ်တောက်ပိတ်ဆို့ထားပြီးလုပ်ငန်းတွေကိုပုံမှုခက်ခဲလာရနေပါတယ်။နိုင်ငံတကာအဖွဲ့အစည်း120မှလူအသက်များကေတင်နိုင်ရေးအတွက်အရေးတကြီးလိုအပ်နေတဲ့အင်တာနက်ကိုပြန်၍ထားပေးရန်တဆဆတောင်းဆိုလာနေကြပါတယ်။ လက်ရှိမှာမန္တလေးနဲ့စကိုင်းရဲ့အပူချိန်ဟာ40ဒီဂရီအထိရှိပြီးမီးလည်းမရဖြစ်နေပါတယ်။လူငယ်အများစုကလည်းစစ်တဲဆွဲသွင်းခံရမှာကိုစိုးတဲ့အတွက်ကူညီရန်ထွက်မလာရဲကြပဲရှိနေပါတယ်။လက်ရှိမှာစစ်ကောင်စီကတရုတ်မှဒေါ်လာ14သန်း၊ဗြိတိန်မှ10သန်း၊နော်ဝေးမှ2သန်း၊အမေရိကန်မှ2သန်းရရှိထားပါတယ်။ဇူကာဘက်ကဲ့သို့ဘီလီယံနာတထေးကြီးများထံမှတော့တပြားတစ်ချက်မှထွက်လာတဲ့တဲ့တင်မကြရသေးပါဘူး။အီလွန်မက်စ်ရဲ့စတာလင်ကလည်းဘယ်စီရောက်နေမှန်းတော့မသိပါဘူး။ ပုံမှန်မင်းအောင်လိုင်းမှလူနာများလာရောက်အားပေးနေပုံကိုတွေ့ရမှာဖြစ်ပါတယ်၎င်းရဲ့စိတ်ထဲမှာတော့နာမည်ပြည့်နေတဲ့၎င်းတို့ရဲ့ပုံရိပ်ကိုငလင်ကိုအကြောင်းပြုပြီးမိတို့ပြန်၍တိဆောက်ရမည်နီဆိုတဲ့ညဏ်ညဏ်နဲ့ထုတ်နေလောက်ပြီးဖြစ်ပါတယ်။ယခုလဲဒေါ်နယ်ထရမ့်နဲ့နီနီဆက်ဆက်အဆက်အသွယ်ရှိနေတဲ့ Evangelic Christian အဖွဲ့ Samaritan's Pass မှ Julia စေယုံကိုနေပြီးတော့မှလာရောက်ဖွင့်လှစ်တီကိုမင်းအောင်လိုက်တွားရောက်ကြည့်ရှုပြီးဒေါ်နယ်ထရမ့်ကိုကျေးဇူးတင်ကြောင်းပြောသွားပြန်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန့်လှန်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ